9နာရီထိုးပေမဲ့ဟိုဘက်အိမ်ကချက်ဖတွန်တန်းမကြားရဘူးကြည့်ရတာချက်ဖကြီးအသေးကွဲနေပုံရတယ်ရွာဦးကျောင်းမှာအယုံဦးအုံမောင်းခောက်တန်းလဲမကြားရကပ္ပရာကြီးအသေးကွဲနေပြီထင်ပါအဲ့ရနုံနုံချင်းရနမွေးမွေးနဲ့ကြိုတက်တော့ပြာသူလာရဲ့ခွာညိုပွင့်လေးလဲရနမွေးမွေးလို့ခြံစည်းရိုးကိုသွားကြည့်တော့ပွင့်ဖက်တွေကို မျက်ခွန်ပိတ်တယ်လို့ဆွတ်ပိတ်ထားတယ်။ကွယ်ခွာညိုပန်းလေးလဲအသေးကွဲနေပြီထင်ပါရဲ့။ခွေးတငယ်လေးနို့မဆုရဲအောင်ညနေကြောတင်းထားတဲ့ခွေးတအုံးမကြီးကြောင့်ခွေးတငယ်လေးလဲအသေးကွဲမနက်စောစောညနေကျက်မှာစုတ်တက်တက်လှုပ်နေတဲ့အိမ်ညောင်းဘသူအတွက်စုတ်တက်ပေးနေလဲကျက်ဖကြီးအတွက်လားကပ္ပိယကြီးအတွက်လား ဒီကဘာမှာချစ်လျက်နဲ့ဝေးချရသူတွေရှင်လျက်နဲ့ခွဲရသူတွေမစုံသောလမ်းခွဲတော့ညောင်ညိုပင်ရိပ်အောက်မျက်ရည်နဲ့ချွေးသိရသူတွေအချစ်လက်ဖြားလေးနဲ့တနေစီဝေးတဲ့စောင်းရသည်မှာအလွမ်းစကားပါဖို့ခူလေးတွေပဲနဲ့နှချူသွေးရတယ်။တကြစ်စစ်မြည်တဲ့ရေဒီယိုကကြားဖြတ်သတင်းတစ်ပုဒ်ကြီးညာသွားတယ်။ သူလဲမင်းကိုလွမ်းနေတဲ့နှစ်ယောက်အတူနွေးရမယ့်ရာသီမှာတယောက်ထဲကွေးရတဲ့အခါစောင်းဟာနှလုံးသွေးခဲလို့မတက်အေးမြဒီစင်မာရဲ့နနက်ခင်းအများစုကိုပြက်ကလေးမှာအသေးခွဲရက်ဖြစ်အနီရောင်ဘောပင်နဲ့ကြက်ချီခတ်ထားတယ်အချစ်နဲ့တွေ့ရင်တိုင်ပြောဖို့စုထားတဲ့လောကဓာတ်တွေလည်းများပြီး 三角座位。